သူတို့ဆန္ဒရှိတာကိုဖွင့်ထုတ်ပြီးပြောကြတယ်အဲ့တော့လူရည်ရဲ့ဆန္ဒဘာရှိတုံးဆိုတာသူတို့ပြောတယ်အရှင်ဂေါရမကျွန်ုပ်တို့ဟာဒါမျိုးဖြစ်ချင်ပါတယ်ဒီလိုဆန္ဒရှိပါတယ်ဘယ်လိုဆန္ဒရှိတုံးဆိုရင်အိနောက်ရဲ့သားနဲ့သားသမီးတွေရဲ့အလယ်မှာလည်းနေချင်တယ်ပွေးကြိုင်တဲ့နေသား တ်မှန်နှသာတွေကိုလည်းသုံးပြုခြင်းနဲ့ရွှေငွေပစ္စည်းဥစ္စာတွေလည်းချမ်းသာခြင်းနဲ့ဆိုလိုတာကမိသားစုဘဝမှာလည်းနေခြင်းနဲ့ပစ္စည်းဥစ္စာလည်းချမ်းသာခြင်းနဲ့တည်တဲ့အခါမှာလည်းကောင်းရသူကတိရောက်ခြင်းနဲ့ဘုန်းကြီးမွနိုင်ဘူးလို့ပြောတာသူတို့သာသနာ့ဘောင်ထွက်ပြီးတော့ရှင်ဖျားလို့တော့ဘုန်းကြီးမွနိုင်မှုတပည့်တော်တို့က သားတွေသမီးတွေနဲ့အိမ်တော်ရဲ့သားကိုမိသားစုနဲ့ပျော်ပျော်ကြီးနေခြင်း ਨੇ ကောင်းကောင်းစည်းစိမ်နေခံစားပြီးပျော်ပျော်ကြီးနေခြင်း ਨੇ ရှင်ငွေတွေနဲ့လည်းပေါများကြွယ်ဝခြင်း ਨੇ မနေရလို့သေးတဲ့အခါကျရင် ကောင်းသူရိပုံနဲ့ရောက်ခြင်း ਨੇ ဆိုလိုတာဒီဘဝလည်းပျော်ပျော်ပွားပွားနေခြင်း ਨੇ နောက်ဘဝလည်းကောင်းသူရိရောက်ခြင်း ਨੇ ဒါသူတို့ရဲ့ဆန္ဒပါတဲ့ အဲ့ဒီဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အကျင့်တရားမျိုးကိုအရှင်ဘုရားလမ်းညွှန်ပေးနိုင်ပါမလားတဲ့။နော်။ဒီဘဝမှာလဲပျော်ပျော်ပါပါမိသားစုနဲ့နေရမယ်။နောက်ဘဝကျတော့လဲကောင်းအပ်သူတည်ရောက်မယ်။အဲ့ဒီတရားမျိုးကိုဒီပြောလို့ဟောပါ။နိဗ္ဗာန်ရောက်ကြောင်းတရားမတားကြဘူးမတောင်းဘူးနော်။နိဗ္ဗာန်ရောက်ကြောင်းတရားပြောတာမဟုတ်ဘူး။ ဒါလူများစုကဒီတိုင်းပဲဆန္ဒရှိမှာပဲဘဝမှာအဆင်ပြေခြင်းနဲ့မနေရလို့တည်တဲ့အခါကောင်းအသုရိပုံရောက်ခြင်းနဲ့ဒါလူဆန္ဒပဲဒါလူများစုရဲ့ဆန္ဒကဒီတိုင်းပဲအဲ့တော့ကိုယ့်ကိုယ်မေးကြည့်ပါဘာဖြစ်ခြင်းလဲကိုယ့်ကိုယ်အများစုကတော့ဒီတိုင်းပဲဖြစ်ရဘဝမှာအဆင်ပြေပြီးတော့ချမ်းသာသာနေခြင်းနဲ့တည်ရင်လဲကောင်းအသုရိပုံရောက်ခြင်းနဲ့ဒါအဓိကပဲဖြစ် သူတို့လည်းအဲ့ဒီဆန္ဒရအဲ့ဒီဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့တရားဒေသနာမျိုးကိုသူတို့ဟောပါတဲ့အဲ့ဒီတရားဒေသနာမျိုးကဘာလို့ဆိုအတုပနာယိကကိုကျင်းစာတရားပဲဖြစ်တယ်ကိုကျင်းစာတရားထားလို့ရှိရင်ဒီဘဝမှာလည်းချမ်းသာသာနေရမယ်တည်ရင်လည်းကောင်းတဲ့ဒီဘုံရောက်မယ်ဒါမှမဟုတ်မြတ်စွာဘုရားက အတုပနာယိကံဝဃာပတေယောဓမ္မပရိယံဒေသတာပိအေးအဲ့ဒါဆိုလို့ရှင်မင်းတို့ငါကိုရင်းစာတရားဟောမယ်တန်သူနာထသာရုကမနတိကရောထငါဟောမယ်တရားကို နားဆိုင်ပြီးထောင်းစိတ်ထဲမှာဆွဲမှတ်ပြီးတော့ထားဟောမယ်ဆိုပြီးမြတ်စွာဘုရားကသူတို့ဆန္ဒနဲ့ပြေဝစေတဲ့တရားမျိုးကိုဒီတုတ်တံမှာဟောတာဖြစ်တယ်ဒါကြောင့်မို့ဗုဒ္ဓဟောကြား ကိုချင်းစာတရားအဲကိုချင်းစာတရားဆိုတာသူများနဲ့ဆက်ဆံလာလို့ရှိရင်နံပါတ်1ပြောဆိုခြင်းနဲ့ဆက်ဆံတာတစ်ခုနံပါတ်2ကပြုလုပ်ခြင်းနဲ့ဆက်ဆံတာတစ်ခုစိတ်ထဲမှာရှိတာနဲ့မဆိုင်ဘူးလူရည်အတူနဲ့တူဆက်ဆံကြတယ်ဆိုရင် အပြောနဲ့ဆက်ဆံအလုံးနဲ့ဆက်ဆံနှစ်ခုရှိတယ်ပေါ့ ဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအလုံးနဲ့ဆက်ဆံမှုနဲ့ပတ်သက်ပြီးတော့ဒီသူတို့ကိုအရင်ရှင်းပြတယ်ကိုကျင်းစာတရားထားဖို့အလုံးနဲ့ပတ်သက်တဲ့ဆက်ဆံမှုကိုအရင်ရှင်းပြတယ်အေးကိုကျင်းစာတရားဆိုတာတဲ့ဒီလောကမှာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ဟာသူကဒီလိုစဉ်းစားတယ်တဲ့စဉ်းစားပုံစဉ်းစားနေလေးကိုစကြည့် လူတိုင်းလူတိုင်းကကိုမစင်စားဘူးဆိုရင်လည်းကိုစင်စားရမယ်ဒီတိုင်းစင်စားမယ်ငါဟာအသက်ရှိခြင်းနဲ့မသေးခြင်းဘူးဩချမ်းသာချမ်းသာခြင်းနဲ့ဆင်းရဲကိုယုံမုန်းတယ်ဒါလူတိုင်းလူတိုင်းကကိုယ့်ကိုယ်ကြည့်မယ်ငါအသက်ရှင်နေတယ်မသေးခြင်းဘူးချမ်းသာခြင်းနဲ့ဆင်းရဲမှာကြောက်တယ်ဆဲမှာကြောက်တယ် အဲ့လိုကိုယ့်ကိုယ်ရင်စဉ်းစားပြီးတော့အဲ့တော့မသေးခြင်းဘူးအသက်ရှင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆင်းရဲကိုကြောက်တယ်ဆိုတော့ငါကိုနော်သူများတွေကငါ့ကိုလာပြီးတော့တတ်မယ်ဆိုရင်ငါကြိုက်မှာမဟုတ်ဘူးမကြိုက်ဘူးမနှိမ့်သက်ဘူး အဲ့တော့ငါကိုယ်တိုင်ကလည်းပဲငါနီးတူအသက်ရှင်နေတယ်အသက်ရှင်နေတယ်မသေးခြင်းဘူးချမ်းသာခြင်းနဲ့ဆင်းရဲဒုက္ခကိုယုံမုန်းနေဆိုတဲ့မြည်သည့်တ attva ကိုပဲဖြစ်ဖြစ်ဒုက္ခပေးမဲ့တတ်ဖြတ်မဲ့ဆိုရင်သူလဲကြိုက်မှာမဟုတ်ဘူးအဲ့တော့ငါမကြိုက်တာသူလဲကြိုက်မှာမဟုတ်ဘူးဒါကိုချင်းသာတရားပဲနော်ငါမကြိုက်တဲ့အလုပ်သည်သူလဲမကြိုက်တဲ့အလုပ်ပဲဖြစ်မယ် ယောကောမြာယံဓမ္မောအပိယောအာမနာပောပရတိသောဓမ္မောအပိယောအာမနာပါယငါမကြိုက်တဲ့အရာသည်သူမကြိုက်တဲ့အရာသာဖြစ်တယ်အဲ့တော့ငါမကြိုက်တဲ့အရာကိုဘာဖြစ်လို့သူများကိုသွားလောက်အောင်မှာလဲကိုကျင်းစာတရားနဲ့စဉ်းစားတာငါမသေးခြင်းဟုသက်ရှင်ခြင်းနဲ့မသက်နဲ့သူများဘယ်တော်မှမသက်နဲ့ ောသူလည်းတရားမှန်သမျှအသက်ရှင်ခြင်းညမှာပဲသူတို့ရဲ့ဆန္ဒအရဆင်းရဲမှာကြောက်ကြတယ်ချမ်းသာခြင်းနဲ့ဘဝမှာပျော်ရွှင်ခြင်းနဲ့တော့အဲ့လိုပုဂ္ဂိုလ်မျိုးပျော်ရွှင်ခွင့်မပေးဘူးအသက်ရှင်ခွင့်မပေးဘူးဆိုတာတရားသလားဘယ်တရားမလဲကိုတော့အသက်ရှင်နေတယ်သူများတော့အသက်ရှင်ခွင့်မပေးဘူးကိုကတော့ချမ်းသာခြင်းနဲ့သူများကိုချမ်းသာခွင့်မပေးဘူး ကိုယ်ကဒိဋ္ဌရောက်မှကြောက်တယ်သူများကြတော့ဒုက္ခပေးတယ်ဆိုတာဓမ္မတရားတာပဲအဲ့လိုစဉ်းကျင်စဉ်းစားပြီးတော့သူများအသက်ကိုတတ်ချင်းဆိုတဲ့ပါဏတိပါဒအမှုကကိုယ်တိုင်လည်းရှောင်ကျင်တယ်သူတို့ဘာတွေကိုလည်းရှောင်မိုးတိုက်တွန်းတယ်ရှောင်ကျင်ခြင်းရဲ့ရှောင်ကျင်ခြင်းကိုလည်းချီးမွမ်းမှုပြုတယ် အဲ့တော့လူဟာသုံးမျိုးပေါ့နော်ကိုယ်တိုင်လဲရှောင်းတယ်သူများကိုလဲရှောင်းဖို့ပြောတယ်ရှောင်းတာရဲ့ခုံကျေးဇူးကိုလဲပြောတယ်ချီးမွမ်းတယ်ပေါ့ရှောင်းခြင်းချင်းကိုချီးမွမ်းပြောဆိုတယ်အဲ့ဒီအချက်၃ချက်နဲ့သူ့ရဲ့ကုချင်းတရားဟာလုံးဝစင်ကြဲသွားတယ်တိကောတိပရိသုဒ္ဓါတယ် point ၃ခုကနေပြီးတော့သူကစင်ကြဲနေတယ် ကိုယ်တိုင်မတချင်းကြောင့်လဲစင်ကြယ်တယ်သူများကို အသက်မခိုင်းခြင်းကြောင့်လဲစင်ကြယ်တယ်တတ္ထဖြတ်တာကို မချီးမွမ်းခြင်းကြောင့်လဲပဲစင်ကြယ်တယ်ဒုစရိုက်ဆိုတာကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူ၄ခုရှိတယ်သူကပဏာတိပတ္တနဲ့ပတ်သက်၄ခုအရိဏတနာနဲ့ပတ်သက်၄ခုဒုစရိုက်၁၀ပါးနဲ့ပတ်သက်၄ခု အဲ့တော့ဒုစရ60ခုကို4ခု4ခုနဲ့4နဲ့မြောင်းလိုက်လို့ရှိရင်ဒုစရ40ရှိတယ်နော်ဒုစရ10ပါးသည်40ဖြစ်တယ်ကိုယ်တိုင်လှုပ်တာတစ်ခုသူများကိုတိုက်တွန်းတာတစ်ခုအော်ချီးမွမ်းတာတစ်ခု စိတ်တူတာတစ်ခု သူများလှုပ်ရင်ဟိုသဘောတူတယ်အဲ့ဒါတွေကအကျိုးသက်ရောက်တာချင်းတူတူပဲအကျိုးသက်ရောက်တာချင်းတူတူပဲ အဲ့တော့အဲ့ဒီနီးနဲ့သူကကိုယ်တိုင်းတတ်ချင်းကလည်းရှောင်းတယ်သူများကိုတိုက်တွန်းချင်းကလည်းရှောင်းတယ်နော်ဒီပန္နတိပါဒအလုတ်ကိုချီးမွမ်းပြောဆိုခြင်းကလည်းရှောင်းတယ်ဆိုတော့ဒီသုံးခုအဖြစ်သူ့ရဲ့ကာယကံဟာကိုချင်းတရားဟာ လုံးဝဆင်ခြင်တယ်ဒါကပန္နတိပါဒနဲ့ပတ်သက်ပြီးတော့ ဒီกายကမှုတစ်ခုเนี่ย तू ပတ်သက်ပြီးတော့စဉ်းစဉ်းစဉ်းစားတာအဲ့ဒါလို့စဉ်းစားသလိုအဋိဏဒါနနဲ့ဆက်ပြီးတော့စဉ်းစားလူဆိုတော့သူများဒုက္ခရောက်အောင်လုပ်တာတတ္တကတစ်ခု သူများပစ္စည်းဖြတ်တာတစ်ခုတော့လူတော့မတတ်ဘူးပစ္စည်းယူတယ်ဘယ်မှမကောင်းဘူးလေလူတတ်တာလည်းမကောင်းဘူးလူတော့မတတ်ဘူးပစ္စည်းယူတယ်ဒါလည်းဒုစရိုက်မှုပဲ အဲ့တော့သူများပစ္စည်းယူမှုနဲ့ပတ်သက်ပြီး तू ကစဉ်းစားတယ်။ तू စဉ်းစား